ကြားဖြန်နှိမ်နှင်းရေးတွင် အမေရိကန်ပါလာပြီးနောက်အာနာသိန်းစစ်တပ်ကထိုင်းနိုင်ငံနဲ့သူ့ရဲ့လက်အောက်ခံ BG ရဲ့တွေအပေါ်အပြစ်ပုံချလာပါတယ်။အာနာသိန်းစစ်တပ်ရင်ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ဗိုလ်ချုပ်စော်မင်းထွန်းက2025ခုနှစ်နိုဝင်ဘာ17ရက်နေ့ကဗီဒီယိုရုပ်သံနဲ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်မှာတော့အပိုင်း၄ပိုင်းပါဝင်တယ်လို့အကြံပြင်းသုံးသပ်လို့ရပါတယ်။တီး ကြပြန်ကိစ္စကိုဝင်ခံတာနေထိုင်းနိုင်ငံကိုအပြစ်ပုံချတာ၃စစ်တပ်လက်အောက်ခံ BJ ရဲ့အပါအဝင် ကရင်အခြေဆိုင်လက်နက်ကင်အဖွဲ့တွေကို အပြစ်တင်တာနဲ့အမေရိကန်နိုင်ငံကိုကြောက်ကြောက်နဲ့မကြောက်တလို့လုပ်နေတာတွေ့ရပါတယ်ပထမဆုံးအနေနဲ့ထိုင်းနိုင်ငံကိုအပြစ်ပုံချတာကြည်ကြရအောင်ပါပေါ့သွားအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ ခွင့်ပြုချက်မရရှိဘဲစောက်ထုတ်ထားတဲ့အဆောက်အုံတုံးသုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ်။ online လောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတပေါင်းဒီပေါလောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်။ဒါတဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်။ ီနယ်မြေမှာ online လောင်းသားမှုလှုပ်ဆောင်နေတဲ့နယ်မြေ၃ခုရှိပါတယ်အဲ့ဒါတော့နံပါတ်၁ကတော့ KK ပတ်နယ်မြေနံပါတ်၂ကတော့ကျွန်တော်ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နယ်မြေဖြစ်ပါတယ်ဒီ KK ပတ်နယ်မြေကတော့အားလုံးသိတဲ့အတိုင်းပဲမြဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါ ကေကေပတ်ရဲ့တောင်ဘက်မှာ ရှိတဲ့နေမိတွေဖြစ်ပါတယ်ဒုတိယအနေနဲ့ကြားပြန်တွေ ရှိကြောင်းဝန်ခံတာပါပဲကေကေကနေမိမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Trend Asia International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာ ဖြစ်ပါတယ်ရွှေကုတ်ကုန်နေမြာကတော့ Myanmar Thai Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ် ကြောက်ခက်နေမြန်မာတော့ကြောက်ခက် garden resort ကုမ္ပဏီကပါဝင်ပတ်သက်တာဖြစ်ပါတယ်အဲ့ဒီနေမြန်မာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံသားတွေဘယ်လိုမျိုးရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့အာရှင်းပြပြီးဖြစ်ပါတယ်အဲ့ဒီကိုရောက်ရှိလာတဲ့ online လိမ်နေတဲ့ နိုင်ငံသားတွေဟာ96ဒသမ900ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေတစ်ဆင့်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်ခုနပြောတဲ့နေရာ၃ခု KK ပရွှေကုတ်ကိုကြောက်ခဲ့သေးတာဒီနေရာတွေရဲ့အခြေခံလူနေထိုင်ဖို့ရေလျှက်စင်ပြီးဆက်သွယ်ရေးစတာတွေကတစ်ဖက်နိုင်ငံကနေပြီး ရရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံတွေလည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်။တတိယအချက်ကတော့ BGF ကိုပြောတာပါ။ဒါပေမဲ့တိတိကျကျမပြောပြပါဘူး။ BGF လို့ပြောရင်စစ်တပ်လက်အောက်ကဆိုတာလူတိုင်းသိပါတယ်။နောက်ဆုံးမှာတော့အမေရိကန်ဟာရည်ရွယ်ချက်ရှိတယ်လို့ပြောတာပါပဲ။စစ်ယူနီဖောင်းကြီးဝတ်ပြီးပြောတာဆိုတော့ ဒါတွေကစစ်တပ်ကို ကိုစားပြုပြောတာလို့ပဲမှတ်ယူရမှာပါမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တီမြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာတစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလဲပါတာတွေ့ရပါတယ်သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးမြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးဒါ့အပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ဘတ်ကဲ့သို့သော လိန်လယ်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Royal Thai Police Warun Tax Force နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များဆေလွတ်ခဲ့သည်ဆိုရလဲပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့ဒါထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါ၄ကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခဲ့ရေးဆိုတာထက်နည်းနည်းတဲ့ hidden agenda နည်းနည်းတဲ့လျှို့ဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်။ကြားပြန်မှာပတ်သက်တဲ့ BGS တွေဆိုတာစစ်တပ်ရဲ့လက်အောက်က လူမျိုးစုလက်နက်ကိုင်တွေပဲလို့သိထားဖို့ပါပဲ။